ီဝီတီဗီရဲ့တပတ်တွဲစစ်သတင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းရေးမြစ်တွေတဲကမှာစက်တင်ဘာ25ရက်နေ့ကနေအောက်တိုဘာ1ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရယ်ဒီတစ်ပတ်မှာလည်းအကျန်းဖတ်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထုံမှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါဗျ စည်ရေးချက်လက်တွေကိုကြည့်မယ်ဆိုရင်ကချင်ပြည်နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲနှစ်ကြိမ်၊စကိုင်းတိုင်းမှာထိတွေ့တိုက်ပွဲနှစ်ကြိမ်၊မကွေးတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲတစ်ကြိမ်၊ရှမ်းပြည်မှာထိတွေ့တိုက်ပွဲနှစ်ကြိမ်၊ရခိုင်ပြည်အတွင်းမှာထိတွေ့တိုက်ပွဲနှစ်ကြိမ်၊ကရင်ပြည်နယ်အတွင်းမှာထိတွေ့တိုက်ပွဲသုံးကြိမ်နဲ့တနင်္သာရီတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲသုံးကြိမ်တို့ရှိခဲ့တာကိုတွေ့ရှိရပါတယ်။ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ ဗမော်မြို့မှာကျန်းဖတ်စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်စက်တင်ဘာ25ရက်ညပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့သိရပါတယ်။အဲဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး KIA ဘက်ကတရားဝင်သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ဝိုင်းမော်မြို့နယ်လက်မြန်ဒေသမှာစက်တင်ဘာ26ရက်မှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးအကျန်းဖတ်စစ်တပ်ဘက်ကတရင်မှုအစဉ်အရာရှိအပါဝင် အများပြားတိုက်ဆုံခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်။အကျန်းဖတ်စစ်တပ်က ကံပိုက်တီဒေတာကို ထိုးစစ်ဆင်နေတာဖြစ်တဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာလို့ဆိုပါရယ်စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်ကံဘလူမျိုးနဲ့ရွှေဘုံမြကြီးနာလမ်းပိုင်းမှာရှိတဲ့ငပြောတန်းရွာမှာအထိုင်းချတက်ဆွဲထားတဲ့အကျန်းဖက်စစ်တပ်ရဲ့နေရာကိုစက်တင်ဘာ25ရက်မှာ Air Force 1အဖွဲ့က drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်း ကျန်းဖတ်စစ်တပ်ဘက်က ထိခိုက်သိမ်းဆုံးမှုအရေအတွက်တကူအတည်ပြုနိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းမှာ drone တစ်စီးပျက်စီးဆုံးရှုံးခဲ့တယ်လို့ Air Force 1ကသိပေးထားပါတယ်။ဗမောက်မြို့အနီးမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။စက်တင်ဘာ29ရက်မှာတော်လန်ဟေးတပ်တွေနဲ့အကျန်းဖတ်စစ်တပ်အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းအမြင့်တွေကပြောပါတယ်။ တော်လိုင်းရဲတပ်တွေကဗမောက်မြို့ကိုတင်ပိုက်ပြီးတဲ့နောက်မှာအချမ်းဖက်စစ်တပ်နဲ့ရှမ်းနေတပ်တွေကမြို့မြောက်ဖက်ချမ်းနဲ့အနောက်ဖက်ချမ်းကိုဆုတ်ခွာသွားတာဖြစ်ပြီးလက်ရှိမှာအဲ့ဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါမခွေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်မြိုင်မြို့နယ်တွင်းမပြူစောတိရွာက ကျမ်းဖတ်စတာ9အိုးစတေမှာ28ရက်မိုးလဲ2နာရီခန့်မှာရွာအနောက်ဘက်မှာရှိတဲ့ဆေမှာငားများဖို့အတွက်ထွက်လာစဉ်တော်လန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲမှာအကျမ်းဖတ်စတက်က3ဦးသေပြီးတော့ MA အမျိုးအစားတနတ်တလက် သိမ်းဆည်းရရှိခဲ့တယ်လို့မြိုင်ပကဖကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုမြိုင်ပကဖတက်ခွဲ1တက်ခွဲ2ပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC ကံမတပောင်းစုနဲ့အိတ်ပလက်တပောင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။ကြောင်မဲမျိုးနဲ့ရှစ်မိုင်ခန့်အကွာကစကန်းသာကျေးရွာအနီးမှာအကျန်းဖက်စစ်တပ်နဲ့ TNLA တို့အကြားစက်တင်ဘာ25ရက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲပြင်းထန်တာနဲ့အတူ ကျမ်းဖတ်စစ်တပ်ကမြို့ပေါ်ကိုရည်ရွယ်ချက်ရှိရှိနဲ့ဘုံကျဲနေလို့ပြည်သူတွေပါစစ်ပလီရှောင်နေရပါတယ်။ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရည်ဦးကလည်းတိုက်ပွဲတွေပြင်းထန်နေတဲ့အပေါ်အတည်ပြုပေးထားတာကိုတွေ့ရပါတယ်။စက်တင်ဘာ30ရက်မှာလဲကြောင်မဲမြို့အနီးမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။အဲ့ဒီနေ့မိုးလဲပိုင်းမှာတိုက်ပွဲကြောင့်မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အုံတွေကြန့်ခါရေးပါတီရုံးတွေမီးလောင်ခဲ့တယ်လို့စစ်ရေးသတင်းအမြင့်တွေကပြောပါတယ်။ စေအောင်စု lobby တွေက TNL ကအဲ့ဒီနေရာတွေကိုမိရှုပ်ပြီးထွက်ပြေးတာလို့ဝါဒဖြန့်နေပေမဲ့လည်းစည်ရဲတည်ရင်မြစ်တွေကတော့အချမ်းဖတ်စစ်အုပ်စုရဲ့ drone နဲ့ပုံကျဲမှုကြောင့်အခုလိုမီးလောင်လာလို့ပြောပါရယ်။ရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲအကြောင်းကို ပြောပြပေးပါမယ်။တောင်ကုန်းနဲ့ဗဒောင်းလမ်းပေါ်မှာရှိတဲ့အကျန်းဖတ်စစ်တရဲ့စခန်းကုန်းတွေကိုအာရခတက်တော်အေအေဦးဆောင်တဲ့ ပူပေါင်းတပ်တွေကစက်တင်ဘာ26ရက်ကစတင်ပြီးတော့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပါတယ်။စက်တင်ဘာ29ရက်မှာတော့အဲ့ဒီစခန်းတွေကို AA တပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စီရီသတင်းအမြင့်တွေကပြောပါဗျ။အဲ့ဒီတိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ AA ကတော့သတင်းမထုတ်ပြန်သေးပါဘူး။စခန်းသိမ်းတိုက်ပွဲမှာအချမ်းဖတ်စစ်တပ်ကတေဆုံးမှုများပြားခဲ့တယ်လို့ဆိုပါဗျ။ အံဂဒန်လမ်းပေါ်မှာရှိတဲ့အကျန်းဖတ်စစ်တပ်ရဲ့နက်ရီကန်စခန်းကိုအဓိကထောက်ပို့လုပ်ပေးနေတဲ့အကျန်းဖတ်စစ်တပ်ရဲ့အရေးပါတဲ့စခန်းကုန်းအချို့ကိုအေအေဥဆောင်တဲ့တပ်ဖွဲ့တွေကစက်တင်ဘာ29ရက်မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့စစ်ရေးသတင်းမီဒီယာကပြောပါတယ်အဲ့ဒီတင်ပိုက်လိုက်တဲ့စခန်းတွေထဲမှာကာကင်းစခန်းတစ်ခုဖြစ်တဲ့ဂုတ်ကြီးစခန်းနဲ့စွန်တက်ပဝန်းကျင်က စခန်းတွေဖြစ်တယ်လို့သတင်းရင်းမြစ်တွေကအတည်ပြုပါဗါးစခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ အေးအေးဘက်ကသတင်းမထုတ်ပြန်သေးပါဘူး။ကရင်ပြည်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။မြောက်ရီမြို့တောင်ဘက်က၄ကီကွန်မြို့တစ်ကိုစစ်ကြောင်းထိုးနေတဲ့အကျန်းဖတ်စစ်တပ်အထိနာနေတဲ့အတွက်ကရင်နယ်ခြားစောင့်တပ် BGF ရဲ့တရင်တချို့ကဝင်းကူပြီးတိုက်ပေးနေတယ်လို့စစ်ရေးသတင်းအမိတွေကပြောပါရတယ်။ စက်တင်ဘာ25ရက်မှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး BGF ရဲ့ဘုံမုတ်တုံအဖွဲ့ကစစ်ကြောင်းထိုးလာနေတာပါကွန်ကရစ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအန်ဖချီကျေးရွာဘက်ကိုကျမ်းပတ်စစ်တပ်စောချစ်သူရဲ့ BGF တပ်ဖွဲ့တွေပူးပေါင်းပြီးစစ်ကြောင်းထိုးလာတဲ့အတွက်စက်တင်ဘာ28ရက်မှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပါတယ်အဲ့ဒီလိုတိုက်ပွဲပြင်းထန်နေတာနဲ့အတူကော်ရီမျိုးကအချမ်းဖတ်စစ်တရဲ့ခလာရ69တရင်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ကျေးရွာတွေအတွင်းကိုကြားရောက်နေလို့ဒေသခံပြည်သူတွေလည်းထိခိုက်ဒေဆုံးမှုတွေရှိနေပါတယ်။လေးကေကောင်မျိုးတစ်ကိုစစ်ကြောင်းထိုးနေတဲ့အချမ်းဖတ်စစ်တပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေအကြားတိုက်ပွဲ9ရက်မြောက်ဖြစ်တဲ့စက်တင်ဘာ29ရက်မှာလည်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။တိုက်ပွဲမှာအချမ်းဖတ်စစ်တပ်ရဲ့မြောက်ရီမျိုးဆောင်တပ်ခလာယ29ကက မစ်ဆိုင်တွေနဲ့အတွဲလိုက်ပြက်ပြီးတော့စစ်ကိုပေးနေတယ်လို့ဆိုပါတယ်။ဒါအပြင်ဗိုတင်ဝင်းရဲ့ BGF တပ်တွေကလည်း 6K ကော့ရဲ့အရှိမြောက်ဖက်မေဝါခီးရွာဘက်ကနေစစ်ကြောင်းကိုထိုးနေတယ်လို့ဘုံမုတ်တုံရဲ့ BGF တပ်ဖွဲ့ကလည်း 6K ကော့ရဲ့အနောက်မြောက်ဖက်ကြောက်ကူရွာဘက်ကိုစစ်ကြောင်းထိုးနေပါတယ်။တနင်္လာရီတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကို ပြောပြပေးပါမယ်။တနင်္လာရီမြို့နယ် ရှမ်းအင်းတော်ကျေးရွာဘက်မှာစက်တင်ဘာ25ရက်မနက်6နာရီခန့်မှာအကျန်းဖက်စစ်တပ်နဲ့တော်လန်ဟေးတပ်တွေအကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ KNU ဗိတ်ထဝယ်ခရိုင်ထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်းမှာအကျန်းဖက်စစ်တပ်ဘက်က9ဦးသေပြီးတော့10ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။အရေးတိုက်ခိုက်မှုကို KNLA ၊ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလီလက်အောက်ခံတရင်စစ်တပ်နဲ့တော်လန်ဟေးပူးပေါင်းတပ်ဖွဲ့တွေက ပူပေါင်းဆောင်ရွက်ခဲ့ကြတာပါတရချောင်းမြို့နယ်တောင်ပြောက်ကျေးရွာအုပ်စုအတွင်ကိုအကျန်းဖက်စစ်တပ်ကစတေမာ30ရက်မနက်မှာစစ်ကြောင်းထိုးလာတဲ့အတွက် KNL တပ်မဟာလေးပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်အကျန်းဖက်စစ်တပ်ကခလာရ403တရင်404တရင်နဲ့405တရင်တို့ပူပေါင်းစစ်ကြောင်းထိုးလာတာဖြစ်ပြီးအဲ့ဒီစစ်ကြောင်းကို KNL တပ်မဟာလေး တရင်စနစ်နဲ့တော်လန်ရေးပူပေါင်းတပ်ကဂျားဖြတ်တိုက်ခိုက်ခဲ့တာပါ။ဂျားဖြတ်တိုက်ခိုက်ခံရလို့အထိနာသွားတဲ့အကျန်းဖတ်စစ်တပ်ကကြောက်လီကာရွာကပြည်သူတွေရဲ့နေအိမ်83လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ပလောမြို့နယ်တောင်ယာကန်းရွာမှာတပ်ဆွဲထားတဲ့အကျန်းဖတ်စစ်တပ်ကို KNL အထူးတပ်ဖွဲ့ကစက်တင်ဘာ29ရက်မနက်9:20မိနစ်မှာတွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား2ဦးသေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်ကတောင်ယာကမ်းရွာစခန်းမှာနေထိုင်စဉ်အတွင်းပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊မွေးမြူထားတဲ့တရိတ်ဆန်တွေကိုဖမ်းဆီးစားတောက်တာတွေလုပ်နေတဲ့အတွက်အခုလိုတိုက်ခတ်ရတာဖြစ်တယ်လို့သိရပါတယ်။ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းဆက်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာဒီထက်ပိုမိုတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စစ်ရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့ Facebook Page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကတော့ခေါင်းနောက်ပါ